ဗိုလ်ချုပ်ကြီးခင်ညွန်ဦးဆောင်ခဲ့သည့်နိုင်ငံတော်အတွင်းကနိုင်ငံတော်ဟုတင်စားခံရသောမြန်မာထောင်လန်ရေးရန်တရာကြီးပြိုလဲခဲ့သည်မှာနှစ်ပေါင်း20ကျော်ကြာမြင့်ခဲ့ပါပြီ။ထို့တော်လည်းဆရာနာရှင်စနေအောက်တွင် ထောင်လန်ရေး၏အရေးပါမှုမှာလျော့ပါမသွားခဲ့ပါ။2021အာနာသိမ့်ပြီးနောက်ပိုင်းဗိုလ်ချုပ်မူကြီးမရောက်လာ၏အနီးကပ်ဆုံးအယုံကြည်ရဆုံးပုံကိုဖြစ်သည့်စစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦးသည်ဤနေရာကိုဆက်ခံခဲ့သည် ူသည်ဗိုလ်ချုပ်ကြီးခင်ညွန်ခင်လွန်တွင်ဗိုလ်ချုပ်ကြီးအစင်ရရှိသောပထမဆုံးဆရာခချုပ်ဖြစ်လာပြီးစစ်ကောင်းဆောင်နှင့်ပုပ်ကိုရေးအရာရောမိသားစုချင်းပါယဉ်နီမှုဖြင့်အာနာတိဆောက်နိုင်သူဖြစ်သည်နှစ်ပေါင်း20ကျော်ရှာနာသည့်ဤထောက်လန်း၏အကြီးအကဲနှစ်ဦးသည်မြည်တိုသောအာနာဇက်ကိုပိုင်ဆိုင်ခဲ့ကြသည်။ တိုင်းပြည်ကိုအုပ်ချုပ်သည်ဟုထင်ရလောက်အောင်တကိုးထွားခဲ့သူနှင့်ယနေ့ခေတ်စစ်ကောင်းဆောင်ဤနာနေမျက်စိတပွဲအာကိုခန့်နေရသူတို့၏ဩစာအချိန်အဝါကိုဤဆောင်ပါတွင်နှိုင်းရှင်ဖော်ထုတ်သွားပါမည်အမတန်တကိုးထွားခဲ့တဲ့ထောက်လိုက်ရဲ့အကြီးအကဲပိုချုပ်ကြီးခင်ညွန်းနဲ့သူတပ်ဖွဲ့ကို2004ခုနှစ်အောက်တိုဘာ17ရက်မှာဖျက်သိမ်းခဲ့တာ22နှစ်တောင်ရှိခဲ့ပါပြီ။ ဒါပေမဲ့စစ်ကောင်းဆောင်တွေအတွက်ထောက်လရဲ့ရဲ့အရေးပါမှုနဲ့ထောက်လရဲ့အကျဲအကဲတွေအပေါ်အကူမှုကလျှော်မသွားပါဘူး။အထူးသဖြင့်2021အာဏာသိမ်းဆဲအုပ်ချုပ်ရေးမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုအထူးတက်လဲယုံကြည်အကူမှုကဒီရချက်ကိုပြသနေပါတယ်။နေပြည်တော်အတွင်းသတင်းတွေအရတော့ဗိုလ်ချုပ်ကြီးရဲဝင်းဦးအပေါ်စစ်ကောင်းဆောင်ရဲ့ယုံကြည်မှုဟာထောက်လန်းရေးရန်တရားကိုဥဆောင်သူတအူးအဖြစ်သာမကပဲ ပုပ်ကိုရေးရင်းနှင်းမှုပါပါဝင်နေတယ်လို့ဆိုကြပါတယ်။ဘူကျုံကြီးရဲဝင်းဦးအရာရှိငယ်ဘဝကလေးကတက်မဆုံရကနေဘူကျုံမူကြီးမင်းအောင်လိုင်းတက်ရှုပ်ဖြစ်လာတဲ့အခါယာရူအတက်မြန်လာပြီးဆာယာခါကျုပ်ဘူကျုံကြီးအထည်ဖြစ်လာခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံတော်အောင်ဆန်းစုကြည်ရဲ့နေပြည်တော်က မြန်မ်းပုံသာလန်းနေအိမ်ရှာအမတ်33ကို2021ဖေဖော်ဝါရီတရက်မနက်ပိုင်းကဝင်ရောက်စီးနှုမှုကိုစစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးကဦးဆောင်ခဲ့ပါတယ်။အာနာသိန်းရဲ့ပထမဆုံးနေ့ကလေးကဗိုလ်ချုပ်ဦးကြီးမရောက်လိုက်အတွက်အရေးကြီးတာဝန်ကိုယူခဲ့တဲ့ဆာယာခါချုပ်ဟာအာနာသိမ့်ပြီးတဲ့နောက်ဖွဲ့တဲ့စစ်ကောင်စီရဲ့အကြီးအကဲလူလဲဖြစ်လာပါတယ်။ အာဏာသိမ်းဆေးအုပ်ချုပ်ရေးရဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အတွင်ရေးမှူးကဗိုလ်ချုပ်ကြီးအောင်လင်းတွေဆိုပေမဲ့သူကိုရုံးအုပ်ကြီးလိုပဲတည်ကြပါတယ်တွဲဖက်အတွင်ရင်မှုဖြစ်တဲ့စစ်ဘက်ရေးရလုံကြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကပဲစစ်ကောင်းဆောင်ရဲ့နားနယ်မျက်စိတပ်ဖွဲ့ဖြစ်တယ်လို့စေယုံချုပ်မှာဆိုစမှတ်ရှိကြပါတယ်။ ပြည်ရင်းပြည်ပခီးစဉ်တွေတန်တမန်လက်ခံတွေ့ဆုံပွဲတွေနိုင်ငံတော်အစဉ်အခမ်းအနားတွေနဲ့အစည်းအဝေးတွေမှာစစ်ကောင်းဆောင်ရဲ့အနီးမှာစာယာခချုပ်ကိုအမြဲတွေ့ရလေးရှိပါတယ်။2025အောက်တိုဘာလမှာစစ်ကောင်စီကိုဖျက်သိမ်းပြီးစစ်ကော်မရှင်ကိုထပ်ဖွဲတဲ့အခါဗိုလ်ချုပ်ကြီးရဲဝင်းဦးကရှေ့တန်းပို့ရောက်လာပြီးကော်မရှင်အတွေ့ရင်မှုပါဖြစ်လာပါတယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးမှလည်းသူကတွဲဖက်အမှုဆောင်ချုပ်ဖြစ်ပါတယ်။ ။ဒါအပြင်သူနဲ့အတူရာထူးတက်တဲ့ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ဗိုလ်ချုပ်ကြီးညိုစောနဲ့ဗိုလ်ချုပ်ကြီးအောင်လင်းတွေးတို့စစ်ဘက်ကနေအငိမ့်စားယူသွားကြပြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးကတက်လက်ကန်ရှိနေသေးတဲ့အတွက်စစ်ဘက်ရောအုပ်ချုပ်ရေးမှမပါစာရခဗိုလ်ချုပ်ကြီးရဲ့အာဏာရှိနေပါတယ်။နေပြီးတော့လုံခြုံရေးကိုစိုးရိမ်နေရတဲ့အချိန်တုန်းကဗိုလ်ချုပ်မှုကြီးမရောက်လာအိမ်မက်နေရကိုတီးတဲ့သူက၂ယောက်ပဲရှိပါသေးတယ်။ ိုရန်တော်ကြီးဘိုးချုပ်မိုးမြင့်စွေနဲ့ဘိုးချုပ်ကြီးရဲဝင်းဦးပဲလို့နေပြည်တော်က BBC သတင်းရင်းမြစ်ကပြောပါရယ်စစ်ကောင်းဆောင်နဲ့သူရဲ့ဆာယာခါချုပ်ဟာမိသားစုကျမယဉ်နီကြပါရယ်ဘိုးချုပ်မိုးကြီးမေအောင်လိုင်းဒရီဂန်တိုင်းစစ်ဌာနချုပ်တိုင်မူတာဝေယူရောကဘိုးချုပ်ကြီးရဲဝင်းဦးနဲ့ဆုံခဲ့ကြပါရယ်ဘိုးချုပ်ကြီးရဲဝင်းဦးရန်ကုန်တိုင်းစစ်ဌာနချုပ်မှာစစ်ဦးစီးမှုပထမတန်း G1 တာဝန်ယူစင်မှာတော့မိသားစုချင်းယဉ်နီမှုတိုးခဲ့ကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်မူဂျီမင်းအောင်လှိုင်ရဲ့ရောက်ခမဖြစ်သူအမတ်နှစ်စစ်စေးရုံမှာတက်နေစဉ်ကာလကဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ကတော်ကနှစ်ပေါက်အောင်လူနာသွားဆောင်ပေးခဲ့ကြောင်းစေဝေနန်တညွန့်ကြိုင်မှုယုံကတည်င်းရင်မြစ်တူကပြောပါတယ်ဒါကြောင့်ဗိုလ်ချုပ်မူကြီးမင်းအောင်လာရဲ့ဇနီးတော်ဂျူဂျူလာနဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ဇနီးဒေါ်နီလာတို့ကယဉ်နီကြပါတယ်။ဒီရချက်ကဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့တက်လန့်အတွက်အရေးပါခဲ့တယ်လို့တက်တိုင်းဝိုင်းကယုံကြည်ကြပါတယ်။ ညနိုင်းကွက်ရေးမှူးကြီးရေလီဟောင်းလက်ရှိကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အင်းနဲ့ဗိုလ်ချုပ်ကြီးရေဝင်းဦးတို့ဟာခမီးခမတ်တော်ဆက်ကြပါသေးတယ်။ဗိုလ်တင်နှန်းအပတ်စဉ်89ဆင်းဖြစ်သူဗိုလ်ချုပ်ကြီးရေဝင်းဦးဟာရန်ကုန်အင်းတိုင်းအရှိဆိုင်အမတ်ဆက်တစ်ရှင်မြန်တမဌာနချုပ်မှတမမှုဖြစ်ခဲ့ပါတယ်။အဲဒီနောက်စစ်စေးတက္ကသိုလ်ကျောင်းအုပ်ကြီးအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှစတဲ့ရာထူးတွေစတိုက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 2020ခုနှစ်မှာတော့စစ်ဘက်ရေးရလုံခြုံရေးအရာကြီးချုပ်ဖြစ်လာပြီးဗိုလ်ချုပ်ကြီးခင်ညွန့်အလွန်အာဏာအရှိဆုံးထောက်လှမ်းရေးအကြီးအကဲဖြစ်လာပါတယ်။အာဏာပြင်းပုံခြင်းတူကြပေမဲ့ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ထောက်လှမ်းရေးခေတ်ကလောက်တော့ဗိုလ်ချုပ်ကြီးရေဝင်းဦးရဲ့ဆ ਾਇ ရဖားကအာဏာမပြင်းပါဘူး။ဗိုလ်ချုပ်ကြီးခင်ညွန့်က1983ခုနှစ်ကစပြီးထောက်လှမ်းရေးအကြီးအကဲ အဖြစ်တာဝန်ယူခဲ့လို့22နှစ်ကြာအထိထောက်လှမ်းရေးဦးဆောင်နေပေတဲ့မှာကျင်လည်ခဲ့သူဖြစ်ပါတယ်။ ထောက်လန့်ရေးအကြီးအကဲနဲ့နိုင်ငံတော်ဝန်ကြီးချုပ်ရာတို့အထိသူ့ရဲ့အာဏာကိုဖြန့်ကျက်နိုင်ခဲ့ပါတယ်။အာဆီယံနဲ့နိုင်ငံတကာလုံခြုံရေးကဏ္ဍကျွမ်းကျင်သူအင်ဒရူဆဲကဗိုလ်ချုပ်ကြီးခင်ညွန်းနဲ့ထောက်လန့်ရေးကြဆောင်ခြင်းဆိုတဲ့စာအုပ်ကိုရေးသားပြုစုခဲ့ပြီး2019မှာထုတ်ဝေခဲ့ပါတယ်။အဲ့ဒီစာအုပ်ထဲမှာထောက်လန့်ရေးရန်တရားကိုမမြင်ရသောအစိုးရလို တင်စားထားရုံမကနိုင်ငံတော်အတွင်းကနိုင်ငံတော်ပါလို့ဖော်ပြပါဗျ။ တိုင်းပြည်ကိုဥက္ကညုံအုပ်ချုပ်ခဲ့တယ်ပဲထင်ခဲ့တာလို့ဂျန်စီလူငယ်တဦးကပြောပါတယ်။မြမအရေးကျွမ်းကျင်သူပါတီလစ်တနာကလည်းထောက်လန်းရေးကမှတကယ့်အစိုးရလို့ပြောခဲ့ပါတယ်။တိုင်းမှုတွေဟာသူတို့ရဲ့ယာတို့အစင်းနှိမ့်နဲ့ထောက်လန်းရေးအရာရှိတွေကိုကြောက်ခဲ့ရတဲ့အကြောင်းအင်ဒရူဆာရဲ့စာအုပ်ထဲမှာအသေးစိတ်ဖော်ပြထားပါတယ်။အငိမ့်စားစစ်မှုထမ်းတွေကလည်းဒီအရှက်မှန်ကန်ကြောင်းအတည်ပြုပါတယ်။ စစ်စစ်ရေးအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကြီးက2006ခုနှစ်ဝင်ကျင်လုံးကကရှင်ပြည်နယ်ခီးစဉ်တကူမှာတာဝန်ချိန်ပြင်ပမှာအရဲဝင်းနဲ့ဈေးဝယ်ထွက်ခဲ့ပါတယ်။ထောက်လန်းရေးတာရှိသေးရင်အခုလိုဘဲထွက်ရဲလိမ့်မလဲလို့ကာဆာထမူကပြောခဲ့တဲ့အကြောင်းခီးစဉ်မှာပါဝင်ခဲ့သူတအူးက BBC ကိုပြောပြပါတယ်။ထောက်လန်းရေးအစီရင်ခံစာတွေဟာစစ်ဘက်အရာရှိတွေကိုယာတူးပြုတ်အောင်လုပ်နိုင်တယ်လို့အတိုက်အခံတွေနဲ့ဒီမိုကရေစီလှုပ်ရှားသူတွေကိုလည်းထောင်ရှားနိုင်ပါတယ်။ ဘူချုပ်ကြီးခင်ညော့ထောက်လိုက်ရဲ့အကြီးအကဲကာလအတွင်းလူပေါင်းတထောင်လောက်ကိုအမျိုးမျိုးသောနိုင်ငံရေးပြမှုတွေနဲ့ဖန်ဆီးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AABB ကိုကိုကပီအင်ဒရူးဆဲကရေးပါတယ်ထောင်လန်းရဲ့အာနာဟာလူတယောက်ကိုထောင်ထဲထည့်နိုင်တယ်လို့လူတယောက်ကိုထောင်ကလည်းလွတ်ပေးနိုင်တဲ့အထီအာနာပြင်းတယ်လို့ထောင်လန်းရင်ဟောင်းတွင်နေဆက်သူတအူးကပြန်ပြောပြပါဗျာ။ တရားသူကြီးတွေထောင်လန်းရေးကပိုးတဲ့စာအိတ်ဖောက်ဖက်ပြီးမှအမိန့်ရရတဲ့တခိကတကယ်ရှိခဲ့တာပါလို့အငိမ့်စားတက်အရာရှိကြီးတဦးကပြောပါရယ်။ဗိုလ်ချုပ်ကြီးခင်ညွန်းနဲ့သူ့ရဲ့ထောင်လန်းရေးတွေဟာနိုင်ငံကြားရေးနဲ့စီရေးကနေအုပ်ချုပ်ရေးနိုင်ငံရေးနဲ့လူမှုရေးကဏ္ဍတွေအထိသူတို့ရဲ့လက်တံကိုဖြန့်ကျက်ထားနိုင်ခဲ့လို့နိုင်ငံတဲကနိုင်ငံလို့တင်စားခံခဲ့ရတာဖြစ်ပါရယ်။တစားတစားအာနာပြင်းလာတဲ့ဗိုလ်ချုပ်ကြီးခင်ညွန်းရဲ့ထောင်လန်းရေးတက်တွင်နဲ့ ဒူးချုပ်ဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးမောင်ရေးရဲ့ရှင်လင်းချက်တွေကာလရှည်အပြိုင်မှုအပြီး2004ခုနှစ်မှာထောက်လန်းရေးဖြတ်သိမ်းခံရပြီးထောက်လန်းရေးအကြီးအကဲအပါအဝင် ထောက်လန်းရေးအရာရှိတွေထိမ့်သိမ်းခံခဲ့ရပါတယ်ထောက်လိုက်ဖြတ်သိမ်းမှုမှာအရာရှိ300ကျော်နဲ့အရှာအစဉ်3000လောက်ကိုဓာတ်ရိုက်တက်ရောက်မှုရှိခဲ့တယ်လို့ယူဆရကြောင်းအင်ဒရူးဆဲကသူ့စာအုပ်မှာဖော်ပြပါဗျ။ ထောင်လိုင်းရဲ့အဖွဲရှင်းလင်းခံရမှုကတက်မှာအထင်ကရဖြစ်ရက်တစ်ခုဖြစ်ခဲ့ပြီးဇက်တူသားစားတဲ့ဖြစ်ရက်လို့လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေကပြောခဲ့ကြပါတယ်။ထောင်လိုင်းရေးကိုဖျက်သိမ်းပြီးတဲ့နောက်2005ခုနှစ်မှာစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်စာရဖာကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ဒါပေမဲ့ထောင်လိုင်းရေးလို့အာဏာထက်မလာအောင်လုပ်ခဲ့လို့အာဏာချက်ရောအာတာချက်တွေပါရှိခဲ့တယ်လို့အငိမ့်စားတက်အရာရှိတွေကပြောပါတယ်။ ထင်ရှားတဲ့တာဒက်ကားတွေကတော့အရာရှိစစ်သည်တွေကိုအရင်ကလိုထောင်လိုင်းရေးတက်တွေမှာပဲတည်တတ်မထားတော့ပဲစာယာဖမှာတလက်ရှီလင်မှာတလက်ထားတာမျိုးလုပ်ပါတယ်စာယာဖတပ်ဖွဲ့ဝင်တအူရာဒူးတိုးပေးတဲ့အခါရှီလင်တက်ကိုပါတခါတည်းပြောင်းရွှေ့လိုက်တာမျိုးလဲလုပ်ခဲ့ပါတယ်ထောင်လိုင်းရေးခေတ်က ပြည်ထောင်စုဝန်ကြီးဌာနအောက်ကအထူးတင်တက်ဖွဲ့ SP နဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာကကလန်ကိုတင်အချက်လက်တွေပေးပို့ခဲ့ရပေမဲ့စာယာဖခေဦးမှာတော့ဒီတင်စီစဉ်မှုတွေကိုဖျက်တောက်ခဲ့တယ်လို့စာယာဖဟောင်းတဦးကပြောပါတယ်2008ဖွဲ့စည်းပုံအစည်းအကံဥပဒေပေါ်လာအပြီးမှာတော့ပြည်ထရေးဝန်ကြီးဌာနကိုဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကိုကင်တွယ်စေခဲ့ပြီးစာရခချုပ်ကလည်းဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်လာပါတယ်။ စစ်ဘက်ရေးအလုံးကြုံရဲ့အရာရှိချုပ်တွေကိုလည်းယာရူအပြောင်းအရွှေ့လုပ်ခဲ့ပြီးစာရခါချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွေနဲ့ဒုတိယဗိုလ်ချုပ်ကြီးဆိုထွတ်တို့ပြည်ထရေးဝန်ကြီးတွေဖြစ်လာကြတာတွေ့ရပါတယ်နောက်ထပ်ဆာယာခါကျုပ်တအူဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးများထွန်းဦးကိုလည်းညှိနှိုင်းကွက်ကဲရည်မှုကြီးရည်လေးအဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။ဒါကြောင့်ဘယ်ဆာယာခါကျုပ်မှဗိုလ်ချုပ်ကြီးခင်ညွန့်လိုအာဏာတည်ဆောက်ဖို့အခွင့်အရေးမရခဲ့ကြတော့ပါဘူး။ နေပြည်တော်စီယုံမှာထောက်လိုင်းရေးရုံးချုပ်ထည့်သွင်းတည်ဆောက်ခဲ့ပေမဲ့စစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်ယုံအဖြစ်မတုံးခဲ့ပါဘူး။ဆာယာခါချုပ်အဆက်ဆက်ဟာလည်းဗိုလ်ချုပ်ကြီးခင်ညွန့်လိုထင်ပေါ်ကျော်ကြားမှုမျိုးမဖြစ်အောင်ပါပါနက်နက်နေခဲ့ကြပြီးတက်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ်တစ္ဆာဆောင်တည်ကြောင်းပြသခဲ့ကြပါတယ်။ဦးတန်းရွှေကဦးမြင့်ရွှေကိုသဘောကျခဲ့တယ်လို့ဦးမင်းအောင်လိုင်းကလည်းဦးကျော်ရွှေကိုအတော်သဘောကျခဲ့ကြပါတယ်။ အယုံကြည်ရဆုံးသူတွေကိုပဲစာရခကြုတ်ပေးတာလေလို့စာရဖဟောင်းတူကပြောပါတယ်။ဒါပေမဲ့ NLD အစိုးရခင်မှာပြည်ထရေးဝန်ကြီးဖြစ်ခဲ့တဲ့စာရခကြုတ်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးကျော်စွဲကိုတက်ကပြန်ခေါ်ပြီးယာရုကနေအနာပေးခံခဲ့ရပါတယ်။ဘူဂျိုကြီးခင်ညွန်ခေအလွန်မှာအာနာအများဆုံးပြန်ရတဲ့ဆာယခါကျုပ်ကတော့ဘူဂျိုကြီးရဲဝင်ဦးဖြစ်ပါတယ် ဆာယာခါကျုံအဆက်ဆက်ကိုဒုတိယဗိုလ်ချုပ်ကြီးအစင်သာပေးခဲ့ပေမဲ့ဗိုလ်ချုပ်ကြီးရဲဝင်ဦးကပထမဆုံးအဆင့်တိုးမြင့်ပေးခြင်းခံရပါတယ်1988အာနာသိန်းစစ်တပ်ရဲ့နိုင်ငံတော်ညီဝေးပြပြမှုတရားရေးအဖွဲ့မှထောက်လှမ်းရေးအကြီးအကဲကအထွေရေးမှုတစ်ဖြစ်တယ်လို့2021အာနာသိန်းစစ်ကောင်စီမှလည်းဆာယာခါကျုံကတွက်ဖက်အထွေရေးမှုဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဗိုလ်ချုပ်ကြီးခင်ညွန့်က ထောက်လှမ်းရေးအကြီးအကဲရောဝင်ကြီးချုပ်တာဝန်ပါပူးတွဲရယူခဲ့ပါတယ် ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတော့ဝင်ကြီးချုပ်ရာထူးကိုဥညို့စောကိုပေးထားပြီးဆာယာခါချုပ်ကိုစစ်ကော်မရှင်အတွင်ရေးမှုနေရာမှာထားကအာဏာကိုဖြန့်ခွဲထားပါတယ်။ထောက်လိုက်ရေးခေတ်ကနိုင်ငံရေးသမားတွေနဲ့အတိုက်အခံတွေကိုစောင့်ကြည့်ဖန်ဆီးစစ်ကြောခဲ့တဲ့တာဝန်ကို2021အာဏာသိမ်းကာလမှာဆာယာဖာကဆက်ယူပါတယ်။စစ်ကြောရေးမှနှိပ်စက်ခံရရင်တည်ဆုံးခဲ့တဲ့ဖြစ်စဉ်တွေက ထောင်လန်းရေးခေတ်ကတည်းကဆာယာဖခေအထိဆက်ရှိနေပါတယ်။ အာနာသိမ့်ပြီးနောက်ပိုင်းထင်ရှားတဲ့အမှုတစ်ခုက2021မေလ24ရက်နေ့တုန်းကပဲခူးမှဖမ်းဆီးခံရပြီးတိတ်ဆုံးခဲ့တဲ့ကိုစိုးမိုးလိုင်အမှုဖြစ်ပါတယ်။သူကအဲဒီကာလကရဲကြုတ်တာဝန်ယူထားသူဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ရဲ့ညီအရင်ဖြစ်ပါတယ်။သူနဲ့တလှတဲ့မှာပဲကြပြဆရာခက်သည်ရွှေဘုံမှာအဖမ်းခံရပြီး24နာရီမပြည့်ခင်တိတ်ဆုံးသွားခဲ့ပါတယ်။ ဖမ်းဆီးခံရပြီးနောက်ပိုင်းအလောင်းပြန်ရတဲ့အတဲစုအသက်မွေးဝမ်းကြောင်းသိပ္ပံရွှေပြည်သားတာဝန်ခံဥစော်မြက်လင်းလဲအပါအဝင်ဖြစ်ပါတယ်သူက2021မတ်လ10ရက်နေ့ညကဖမ်းဆီးခံခဲ့ရပြီးနောက်ရက်မှာမိသားစုကို အလောင်းခေါ်ပြခဲ့တာဖြစ်ပါတယ်။ထောက်လန်ရေးခေတ်က1990ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်တွေကိုဖမ်းဆီးခဲ့တယ်လို့2020ရွေးကောက်ပွဲအနိုင်ရ NLD အမတ်တွေကိုလည်းစာရဖာကဖမ်းဆီးခဲ့ပါတယ်။ တိုင်းဒါလက်နက်ကိုင်းတွေနဲ့ငင်းကြဲရေးတခစ်ကိုဗိုလ်ချုပ်ကြီးခင်ညွန်ကထူထောင်ခဲ့ပြီးစာရဖာကအဲ့ဒီဆက်ဆံရေးကို အခုထိဆက်ထိန်ထားပါတယ်။ထောက်လန်းရေးခစ်တုံးကလူသားအရှိပြူထောက်လန်းရေးစနစ်တည်င်းပေးမွေးမြူခြင်းကိုအဓိကထားသုံးခဲ့ပေမဲ့စာရဖာခင်မာတော့တည်င်းအဆက်လက်ဤပညာအရှိပြူတဲ့စနစ်ကိုအဓိကသုံးလာတာတွေ့ရပါတယ်။2010ရွေးကောက်ပွဲအလွန်မှာတက်လာတဲ့သမရတွေနဲ့ဝင်ကြီးတွေလည်းထောင်လိုင်းရေးစနစ်အောက်ကမလွတ်ပါဘူး။ လုံခြုံရေးလို့အကြောင်းပြပေမဲ့ဘာအတိတ်ပဲလဲဆိုတာသိကြပါတယ်လို့ဝင်ကြီးဟောင်းတဦးကပြောပါတယ်။ခရီးစဉ်တွေကိုလိုက်ကြတဲ့အပြင်ဖုန်းတွေကိုကြားဖြတ်နှာထောင်တဲ့အလုပ်ကိုလည်းထောင်လိုင်းရင်းနဲ့စာရဖားကပုံမှန်လုပ်ခဲ့ကြတဲ့အတွက်သူတို့ရဲ့ဖုန်းတွေဟာဘရော့မမလုံခြုံမန်းအစိုးရအဖွဲ့ဝင်တွေကနားလည်ထားကြပါတယ်။ဒေါန်ဆန်းစုကြည်ကယာတူပြီးတော့တခုပဲမာတယ် တားလုံးနိုင်တာကိုသိတယ်။တားတိထားဖို့ကဖုံးကြားပြတ်နားထောင်ခံရမယ်။နောက်ရောက်ခံအလိုက်ခံရမယ်ဒါကိုခံနိုင်မှတာဝန်ယူပါလို့ပြောခဲ့တဲ့အကြောင်း NLD အစိုးရအဖွဲ့ဝင်ဟောင်းတဦးက BBC ကိုပြန်ပြောပြပါဗျ။အာနာသိမ့်ပြီးတဲ့နောက်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကသူ့ရဲ့ဒုတိယလူဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်းအပြင်နောက်ထပ်ဗိုလ်ချုပ်ကြီး၃ဦးကိုအာနာဖြန့်ခွဲထားတာတွေ့ရပါဗျ။ ဥပဒေနဲ့ရုံးလုပ်ငန်းပိုင်းဆိုင်ရာတွေမှာဗိုလ်ချုပ်ကြီးအောင်လင်းတွေစီးပွားရေးမှာဗိုလ်ချုပ်ကြီးညိုစောတို့ကိုတုံးခဲ့ပေမဲ့ထောက်လိုင်းရေးတည်င်းတွေကင်ထားတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းကိုတော့ကဏ္ဍဆောင်မှာတုံးပါတယ်။စကိုင်းလို့အမည်ပြောင်းပေးထားတဲ့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ပြည်ထရေးဝင်ကြီးဟောင်းဒုတိယဗိုလ်ချုပ်ကြီးဆိုထွတ်တို့လိုစစ်ကောင်းဆောင်ရဲ့လက်ယုံတွေကိုအေးအေးယူချိန်မှာစာရဖာချုပ်ရဲ့တည်င်းတွေကိုအဓိကအားထားခဲ့တဲ့အကြောင်းအရှိရွာကတည်င်းရင်းမြစ်တအူးကပြောပါတယ်။ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းစွန်ရင်သူပြက်တနာတတတည်တည်ချင်းဗိုလ်ချုပ်ကြီးကျွန်တော်လောက်တာမဟုတ်ဘူးဆိုပြီးဆာယာခါချုပ်ရုံကန်းမှာသွားတောင်းပန်ခဲ့သေးတာလို့အဲ့ဒီတည်ရင်မြက်ကပြောပါတယ်။အလားတူအာနာသိမ့်ပြီးနောက်ပိုင်းအေးအေးယူခံရတဲ့စစ်ဗိုလ်ချုပ်တတစင်ကျော်ကိုလည်းဖယ်ချရမှာဆာယာဖတည်င်းတွေကပဲအဓိကကြခဲ့ပါတယ်။ တက်တွင်းမှာရောစစ်ကော်မရှင်ပါဗိုလ်ချုပ်ကြီးရဲဝင်ဦးရဲ့အာဏာကတိတိတသားတက်လာခဲ့ပေမဲ့သူကဗိုလ်ချုပ်မှုကြီးမရောက်လာရဲ့ယုံကြည်မှုကိုဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ညနိုင်ကွယ်ရည်မှုကြီးရည်လေးကာကွယ်ရေးဦးစီးချုပ်ရည်နဲ့ကာကွယ်ရေးဦးစီးချုပ်လေးအစင်းတွေကိုပဲပေးတဲ့ဗိုလ်ချုပ်ကြီးအစင်းကိုသူကဆာယာဖားချုပ်ယာတုနဲ့ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မူကြီးမင်းအောင်လာရဲ့တက်ရှုပ်နေရာကိုဆက်ခံမဲ့ဆက်ရင်းမှာညှိနှိုင်းကွက်ကယ်ရေးမူကြီးရဲ့လေဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့အတူဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့အမည်ကိုပါစီရေးအကြိတ်ခက်တွေကထည့်သွင်းလာကြပါတယ်။ဒါပေမဲ့လည်းဗိုလ်ချုပ်ကြီးရဲဝင်းဦးအနေနဲ့တက်ရှုပ်မဖြစ်ခဲ့ရင်တော့ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့အဖြစ်မျိုးနဲ့မကြုံရင်ကိုအရှုံးမရှိဘူးလို့စီရေးအကြိတ်ခက်တဦးကပြောပါတယ်။တကယ်လို့သာသူတက်လျှောက်ဖြစ်ခဲ့ရင်တော့ထောင်လိုင်းရိတ်ကင်တဲ့သူတွေကပထမဆုံးတက်လျှောက်ဖြစ်လာမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ဆာယာခကျုပ်အနေနဲ့ရွေးကောက်ပွဲအလွန်မှာတက်သေးမှပဲဆက်ရှိမလားအရက်ဘတ်အုပ်ချုပ်ရေးကိုရောက်မလားဆိုတာကစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်နေတယ်လို့စီရဲအကြက်ခက်တအူကသုံးသပ်ပါတယ်